င်းသမားတွေအတွက်ထုတ်ထားတဲ့ဒေါ်လာ2500နဲ့လျှက်စစ်ကချစ်စရာကောင်းတဲ့ဒီကားလေးကဝီချဲသမားတွေအတွက်ထုတ်လုပ်ထားတယ်ဆိုတာကိုပြည်သက်တွေသိပါသလားအန်ဩစရာကဒီကားတွေကလျှက်စစ်နဲ့အာသွင်းပြီးတော့မောင်းနေအသုံးပြုနိုင်တဲ့ EV ကားတွေဖြစ်နေတယ်ဆိုတာပါပဲထိုးစားနာတစ်ခုကလည်းအတွင်းပိုင်းမှာဆိုရင် steering အစားဆိုင်ကယ်တွေမှာပါတဲ့လက်ကင်လိုမျိုးပါတာကိုတွေ့ရမှာပါဒါကြောင့်မောင်းနေသူအနေနဲ့ခြေထောက်တွေကိုအသုံးပြုစရာမလိုပဲလက်တွေနဲ့ရင်ကားတစ်စီးလုံးကိုထိန်းချုပ်မောင်းနေနိုင်မှာဖြစ်ပါတယ်။ အထင်ကြီးစရာအချက်ကဒီကမှာဝီးချဲကိုထိန်းချုပ်ပေးတဲ့စနစ်ပါတဲ့အတွက်ဝီးချဲကိုထိန်းချုပ်လို့မရမချင်းကားကိုမောင်းနေနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်ဒီကကဝီးချဲသမားတွေအတွက်ရွေးချယ်ခြင်းစရာအကောင်းဆုံးတကူတော်မောင်းနေနိုင်တဲ့လျှက်စစ်ကဖြစ်နေတာပါ။ဈေးနှုန်းအနေနဲ့ကလည်းတစ်စီးကိုအမေရိကန်ဒေါ်လာ25,000ပဲကျသင့်မှာဖြစ်တဲ့အတွက်ဝယ်ခြင်းစရာဖြစ်နေပါတယ်။ပြီးတော့ဝီချဲသမားတွေအတွက်အဓိကထုတ်လုပ်ထားတဲ့ဒီလျှက်စစ်ကမှဘလို့ထူးကြပြီးအထင်ကြီးစရာကောင်းတဲ့စွမ်းဆောင်ရည်တွေရှိနေအောင်မလဲ ဒီလျှက်စစ်ကားတွေကခွင့်ချက်သမားတွေအတွက်ဘာကြောင့်အရွေးချက်တင်ဆောင်လျှက်စစ်ကားတွေဖြစ်နေသလဲဒီလိုဘ ਹੁ တုတရာဖွေရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပရိသတ်တွေဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ဆက်လက်မကြည့်ရှုခင်မှာ Buzz Media ကို Like and Follow လုပ်ပြီးအားပေးသွားဖို့လည်းပြောချင်ပါတယ်ဝိချေအသုံးပြုရတဲ့မတန်ဆွမ်းညီအဖို့အကြီးမားဆုံးဒုက္ခကတော့စိတ်သွားတိုင်းကိုမပါတာပဲဖြစ်ပါတယ်။ကိုနာဒီနာသွားဖို့နဲ့ဈေးဝယ်ထွက်ဖို့အတွက်သူများတွေကိုကြည်အားကိုးနေရတာမလွယ်ကူနေပါဘူး။ ဒီဘက်ကမှနီးပညာတွေတိုးတက်လာမှုနဲ့ဒူးဝီးရဲသမားတွေအတွက်တင့်တော်တဲ့ကားတွေပါထွက်ရှိလာနေပါတယ်။ဒါပေမဲ့အရင်ကထွက်ရှိခဲ့တဲ့ကားတွေကအကြီးလေကြီးတဲ့အပြင်ဈေးကလည်းဒေါ်လာ၄သိန်းနဲ့9သိန်းကျားရှိတဲ့အတွက်တာမန်လူတွေအဖို့လှမ်းအောင်မလှမ်းနိုင်တဲ့ပမာဏရှိရှိနေတာပါ။အခုလိုအွေစားကြီးမားတဲ့အပြင်ဈေးနှုန်းလည်းများပြားတဲ့ပြဿနာကိုဖြေရှင်းပေးနိုင်ဖို့အတွက်ကန်ဂရူကနေပြည်သက်တွေအခုမြင်နေရတဲ့လျှက်စစ်ကအသေးစားလေးကိုထုတ်ပေးလိုက်ပါတယ်။ဒီကားလေးကဟွင်းချဲသမားတွေအတွက်အနေတော်အွေစားမှရှိပြီးတော့မကျေးမကျေးအနေထားမှရှိပါတယ်။ တရက်စစ်အသွင်ပြီးတော့မောင်းနေရတဲ့ကားမျိုးစားဖြစ်တဲ့အတွက်ဓာတ်စီဖို့လည်းအပိုမကုန်ကြအောင်မှာဖြစ်ပါတယ်။ပြီးတော့ဈေးနှုန်းကလည်းဒေါ်လာ2000ခွဲပဲရှိတဲ့အတွက်တာမန်လူတွေအနေနဲ့တက်နိုင်တဲ့ပမာဏတစ်ခုလည်းဖြစ်နေပါတယ်။ကားဒီဇိုင်းကလည်းတည်တည်တွတ်တွတ်ဖြစ်တာကြောင့်မောင်းနေသူအဖို့ထင်းချိုးရတာအများကြီးလွယ်ကူစေဦးမှာပါ။ဒီကားနဲ့ပတ်သက်ပြီးထူးခြားချက်တစ်ခုကကားရဲ့အတွင်းပိုင်းဖွဲ့စည်းပုံပဲဖြစ်ပါတယ်။ကားကိုထိန်းချုပ်နိုင်ဖို့အတွက်ကားတိုင်းလိုလိုမှအသုံးပြုတဲ့စတီယာတိုင်းကိုဒီကားမှာလုံးဝအသုံးမပြုထားပါဘူး။ အဲ့ဒီအစားဆိုင်ကယ်တွေမှာအသုံးပြုတဲ့လက်ကင်မျိုးမျိုးကိုဒီကားမှာအသုံးပြုထားပါတယ်။ဒါကြောင့်ဝိရှက်သမားတွေဒီကားကိုမောင်းနေတဲ့အချိန်မှာ brake lever တွေကိုလက်နဲ့ပဲထိန်းချုပ်နိုင်မှာဖြစ်တာကြောင့်အတော်လေးကိုအဆင်ပြေနေမှာဖြစ်ပါတယ်။ပြီးတော့ဒီလျက်စစ်ကားရဲ့နောက်ထပ်ထူးခြားချက်ကတကားဆိုလို့တစ်ချက်သေးပဲရှိတာပါ။ဒီတကားကတော့နောက်ဖက်မှာရှိတာဖြစ်ပါတယ်။ဝိချက်သမားတစ်ယောက်ကဒီကားကိုအသုံးပြုရမယ်ဆိုရင်ခလုတ်တစ်ခုကိုနှိမ့်လိုက်ရုံနဲ့နောက်တကားကအော်တိုပွင့်သွားမှာပါ။ပြီးရင် အောက်ခံများလေးတစ်ခုကလည်းဝိချက်သွားနိုင်ဖို့အတွက်ပေါ်လာအောင်မှာပဲဖြစ်ပါတယ်။ လူကအထက်ရောက်သွားလို့ခလုတ်ကိုပြန်နှိမ့်လိုက်ရင်အောက်ခံပြားကလည်းပြန်ဝင်သွားမှာဖြစ်ပြီးတော့တကားကလည်းသူ့အလိုလျောက်ပြန်ပိတ်သွားမှာပါ။နောက်ထပ်ဒီကားရထူကြချက်ကတော့ဖွေးချက်ကိုနေရာမရွေ့ဖို့အတွက်ထိန်းချုပ်ပေးတဲ့ဤပညာပါ။ဒါရင်မကသေးပဲဒီဤပညာကြောင့်ပဲဖွေးချက်ကိုနေရာမရွေ့အောင်မထိန်းချုပ်ထားမှချင်းကားကိုမောင်းနှင်လို့ရမှာမဟုတ်ပါဘူး။ဒါကြောင့်ဒီစနစ်ကကောင်းမောင်းနေစဉ်အတော်တွင်မှတော့မောင်းနေသူကိုလုံခြုံစိတ်ချမှုကိုအပြည့်အဝပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ဒီကရဲ့အားနည်းချက်တွေကတခုကခီးသည်အပေါ်တင်လို့မရတာပဲဖြစ်ပြီးတော့မောင်းမြင်သူတဦးတည်းကပဲလိုက်ပါစီးနေလို့ရမယ်ဆိုတာပါပြီးတော့အမြန်နှုံးကလည်းအတော်လေးကိုနှေးတာဖြစ်ပေမဲ့အခွေးချဲသမားတွေအတွက်တော့အဆင်ပြေတဲ့အနေအထားမှရှိပါတယ်ချောင်းဝင်းပြောရရင်တော့ဒီလျက်စိတ်ကအမျိုးအစားကကောင်းပြီဆိုရဲထိတ်တဲ့အမျိုးအစားတွေမှာမပါပေမဲ့ပေးရတဲ့ဈေးနှုန်းနဲ့ပြန်ရတဲ့အရေးသွေးကတင့်တော်တာမို့ကွေးချဲသမားတွေအဖို့အရွေးချဲတင်ဆောင်ကအမျိုးအစားဖြစ်နေပါတယ် မက်စ်မီဒီယာကနေပြည်သက်တွေကိုတင်ဆက်ပေးခဲ့တာကတော့ကန်ကရူကထုတ်လုပ်တဲ့ဝိချက်သမားတွေတကူတော့မောင်းနေနိုင်မဲ့လျှက်စိတ်ကားလေးတွေအကြောင်းပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရှုပြီးတော့ပြည်သက်တွေဒီလျှက်စိတ်ကားတွေရဲ့အားသာချက်အားနည်းချက်တွေပေါ်ဘလို့မြင်မိပါသလဲ။ပြည်သက်တွေရဲ့အမြင်ကိုကိုမမရေးသွားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။